စိတ်ထားကောင်းပေမဲ့ဝန်ထမ်းတွေကြောင့်အမြဲစိတ်မကောင်းဖြစ်စရာကြုံရတဲ့ပိုးကြဖြူခင်တဲ့ပီကေချုံပရိသတ်များအားလုံးမင်းမင်လာပါရှင့်ဆယ်လင်းစိုက်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။လောကမှာတချို့လူတွေကပစ္စည်းဥစ္စာတွေပြည်စုံပြီးတော့စိတ်ကောင်းစေတနာလည်းရှိပါတယ်။ဒါပေမဲ့လူနဲ့ပတ်သက်လာရင်ကံမကောင်းတတ်ကြဘူးလို့ဆိုကြတာပါ။ဒီနေ့မှာတော့အဲ့ဒီလိုမျိုးအခြေအနေမျိုးနဲ့ထပ်တူကြနေရင် နာမည်ကျော်ဇနီးမောင်နှံဒရဲဖြစ်တဲ့ကိုပီကီထွန်းနဲ့ပိုးချဖြူခင်တို့ရဲ့ဝန်ထမ်းကန်စားတာအကြောင်းကိုတင်ပြပေးခြင်းမယ်။ကိုပီကီထွန်းနဲ့ပိုးချဖြူခင်တို့ဟာချမ်းသာကြွယ်ဝတဲ့ရွှေတထည်တွေဖြစ်တဲ့လို့စိတ်ထားကောင်းမွန်တဲ့အလို့ရှင်တွေအဖြစ်လဲလူသိများပါတယ်။သူတို့ဟာကိုယ်ဆိုင်ကဝန်ထမ်းတွေကိုအလို့ရှင်နဲ့အလို့သမားဆိုတဲ့ပေါင်ထက်ကျော်လွန်ပြီးတော့ကိုယ့်ရဲ့မောင်နှမသားသမီးတွေလိုသဘောထားဆက်ဆံတတ်ကြပါတယ်။ဝန်ထမ်းတွေအတွက်မကြာခဏကန်စားမဲတွေဖောက်ပြီးတော့လက်ဆောင်တွေပေးတာအပြင်မှာဟော့ပော့တွေအစားအသောက်တွေအတူတူသွားစားပြီးရင်းရင်းနှီးနှီးနဲ့နေထိုင်တတ် ြတယ်လို့နာမည်ကောင်းရထားတဲ့သူတွေပါဒါပေမဲ့ကန်တရားကမျက်နှာသာမပေးဘူးလို့ပဲဆိုရလိမ့်မလားသူတို့ရဲ့စေတနာနဲ့ထိုက်တန်တဲ့ဝန်ထမ်းကောင်းတွေလည်းကြုံတွေ့ကြရပုံပါပဲသူတို့ဟာဝန်ထမ်းတွေကြောင့်ဝေးကြီးအရာရောဂုံတိတ်ခါအရာပါထိခိုက်နေတာမှုတွေကိုထက်ခါတလဲလဲကြုံတွေ့နေရပါတယ်ပထမဆုံးအဖြစ်ပြက်ကတော့လွန်ခဲ့တဲ့အချိန်ကပါ သူတို့နှစ်ယောက်လုံးကညီမလေးတယောက်လိုချစ်ခင်ယုံကြည်ခဲ့ရတဲ့အယောင်ဝင်တဲ့အကောင်မလေးတဦးရဲ့သိန်း300ကျော်တန်ဖိုးရှိတဲ့စိန်ဆွဲသေးနှစ်ခုကိုပုံစံတူအတူနဲ့လဲလှယ်ပြီးတော့အလစ်တုပ်ခိုးယူသွားခဲ့တာကိုခံခဲ့ရပါတယ်။ဒီကိစ္စမှာပိုးချပြုခင်ကဒေါသထွက်ပြီးချက်ချင်းအမှုဖွင့်မယ့်အစားဝန်ထမ်းကောင်မလေးကို3ရက်အတွင်းပြစ်စည်းပြန်လာပေးရင်ခွင့်လွှတ်ပေးမယ်ဆိုပြီးတော့အခွင့်အရေးပေးခဲ့ပါသေးတယ်။ဒီလိုစေတနာထားခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့သူတို့မိသားစုပဲနဲ့နာဆုံးရှုံးခဲ့ရပါတယ်။ဒီစိတ်ဓာတ်ရမချက်သေးခင်မှာပဲနောက်ထပ်ဝန်ထမ်းကောင်လေးတယောက်နဲ့ပြည် နာထက်တက်ခဲ့ပြန်ပါတယ်ဒီတကာမှာတော့သူတို့ရဲ့အသေးနှလုံးလေးဖြစ်တဲ့သမီးငယ်လေးဖွဖွေကောဝန်တန်းကောင်လေးကစီကံတကြမဟုတ်ပဲတိတော်တွေမှာထဲ့သွင်းရိုက်ကူးခဲ့ရကနေပြဿနာစတင်ခဲ့ရပါမိဘဖြစ်သူကတတိပေးပြောဆိုရမှာဝန်တန်းဘက်ကပြန်လည်အခြေတင်ပြောဆိုခဲ့တဲ့အတွက်ဖခင်ဖြစ်သူကိုပီကေထွန်းကဒေါသထွက်ပြီးတော့ကိုတီလက်ရောက်ပြုမှုတွေထိဖြစ်သွားခဲ့ပါတယ်ဒီဖြစ်ရတွေကြောင့်လူမှုကွန်ရက်ပေါ်မှာအမြင်တွေကနှမျိုးကွဲထွက်နေပါတယ်လူအများစုကတော့ဒီလင်မယားနေ့ကဝန်တန်းကံမကောင်းတာလောက်မရှိဘူးတယောက်ပြီးတယောက်ဒုက္ခပေးနေတာပဲ ယ်ဆိုပြီးတော့သူတို့ဘက်ကနေစာနာသနာကြပါတယ်ဝန်ထမ်းကောင်လေးဟာအလုပ်ရှင်ချမှတ်ထားတဲ့စည်းကမ်းနဲ့မနေလို့ပြဿနာဖြစ်ရတဲ့ပုံမှာလက်ပါမိရာကြောင့်သူအမားကနေကိုအမားဖြစ်သွားခဲ့ပါတယ်အထူးသဖြင့်တော့ဝေဖန်သူတချို့ကကိုပီကီထွန်းရဲ့ဒေါသကိုရှေ့တန်းတင်တတ်တဲ့အပြုအမူကိုထောက်ပြနေကြပါတယ်ဝန်ထမ်းလေးဘက်ကမှားတာအမှန်ပေမဲ့ကိုတိလက်ရောက်လုံလိုက်တဲ့သူအမားကနေကိုအမားဖြစ်သွားပြီအခုတော့တရားဥပဒေနဲ့ဝါရင်ဆိုင်ရနိုင်တဲ့အခြေအနေဖြစ်သွားပြီလို့သုံးသပ်နေကြပါတယ် တကယ်လည်းပြောရရင်တော့စိတ်ထားကောင်းတဲ့အလို့ရှင်ဇနီးမောင်နဲ့နှစ်ဦးကဝန်ထမ်းတွေရဲ့အပြုအမူတွေကြောင့်စိတ်တော်ကရောက်ရပြီးတော့ နောက်ဆုံးမှာတော့ကိုယ့်ရဲ့လောရဲ့ကြောင်းမှာဝေဖန်ခံနေရတဲ့အခြေအနေတခုပါပဲ။ပရိသတ်ကြီးတို့အနေနဲ့ရောဒီဖြစ်စဉ်တွေပေါ်မှာဘယ်လိုမျိုးမြင်ပါသလဲ။သူတို့ဇနီးမောင်နှံရဲ့ကံတရားလား။ဒါမှမဟုတ်အခြေအနေတွေက တိုက်ဆိုင်မှုတခုလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်နော်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။